ငလင်ကြောင့်ထိခိုက်ပျက်စီးသွားတဲ့ဒေသတွေမှာပြည်သူတွေအရေးတကြီးအကူအညီလိုအပ်နေတဲ့အချိန်စစ်ကောင်စီဟာကုညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်တင်းကျပ်တဲ့အမိန့်တွေထုတ်ပြန်လိုက်ပါတယ်။ကုညီလူဒန်းမှုတွေကိုဒေသအာဏာပိုင်တွေကတဆင့်လူဒန်းဖို့ကြိုတင်ခွင့်ပြုချက်ရယူဖို့စတဲ့ကန့်သက်ချက်တွေကြောင့်ငလင်ဘေးကုညီကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့တွေလုပ်ငန်းရပ်ဆိုင်ရမယ့်အခြေအနေဖြစ်လာပါတယ်။မန္တလေးမြို့ရှိဆိုင် Pride အဖွဲ့တစ်ခုရဲ့တာဝန်ရှိသူတယောက်ကတော့သူတို့ရဲ့ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေရပ်ဆိုင်လိုက်ရပြီလို့ RFP ကိုပြောပြပါတယ်။ တို့ကလည်းဘာလုံးနိုင်လဲဆိုဘာမှမလုံးနိုင်ဘူးလုံးနိုင်တဲ့လူတွေပေါ်မှာအခုလိုကြီးလုံးလိုက်တယ်ဆိုတဲ့ဟာမှာတော့အရန်စိတ်မကောင်းစရာလည်းကောင်းတယ်အခုလက်ရှိမှာလည်းလူမှုကလည်းလူမှုပဲပြန်ဆောက်ရှောက်နေတာပါကျွန်တော်တို့ကိုညီဖို့လည်းလူမှုပေါ်မှာတော့စိတ်မကောင်းပါဘူးဒါဒီတိုင်းကြီးဟိုအဆင်ကိုမပြေနေတာပါကျွန်တော်တို့တွေကအဲ့တော့ကျွန်တော်တို့ဒါရက်တန်လိုက်ပါပြီဆိုတဲ့ဟာကိုတော့ကျွန်တော်ပြောပြလိုပါတယ်ဗျဟုတ်ဗျနောက်ထပ်မန္တလေးမြို့ခြေဆိုင်ကယ်ဆယ်ရေးဖွဲ့တစ်ခုကလည်းသူတို့ရဲ့ကိုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုဒေသအာဏာပိုင်တွေဘက်ကတားဆီးမှုတွေလုပ်လာတယ်လို့ဆိုပါတယ် ကုညီကယ်ဆယ်ရေးအဖွဲ့တွေကိုလွတ်လပ်လပ်လပ်သွားခွင့်မပြုတော့ဘဲကြိုတင်ခွင့်ပြုချက်ရယူဖို့ဒေသအာဏာပိုင်တွေနဲ့ပူးပေါင်းလှုပ်ဆောင်ဖို့စစ်ကောင်စီရဲ့ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကဧပြီ9ရက်နေ့မှာပြောဆိုခဲ့တာပါအဲဒီနောက်ငလင်ဘေးအခြေခံစားတောက်ကုံထောက်ပံ့မှုတွေကိုလည်းမြို့နယ်စစ်ကောင်စီအာဏာပိုင်တွေကတဆင့်လူဒန်းဖို့ဧပြီ6ရက်နေ့မှာစစ်ကောင်စီရဲ့ကျမ်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ငလင်ဘေးတင့်ပြည်သူတွေကိုကုညီထောက်ပံ့နေတဲ့အဖွဲ့အစည်းတစ်ခုရဲ့တာဝန်ရှိသူတယောက်ကတော့ ။ကုညီထောက်ပံ့ရေးပစ္စည်းတွေကိုစစ်ကောင်စီလက်ထဲမထည့်ပေးနိုင်ဘူးလို့ RFA ကိုပြောပါတယ်။ကျွန်တော်အဲ့လိုတောင်းမယ်ဆိုရင်ကျွန်တော်တို့လုံးဝမှတို့လက်ထဲကိုလုံးဝဆင့်မပေးနိုင်ဘူးကြ။တို့တို့ကိုလည်းလူမှမှာအသိပြီမယ်ဖြစ်လို့နော်။တို့လက်ထဲကိုဆင့်မယ်ဆိုရင်လုံးဝမှဆင့်မပေးနိုင်ဘူးကျွန်တော်တို့ကလူပဲနဲ့တင်ရတယ်နော်။စစ်ကောင်စီရဲ့ကန့်သက်ချက်တွေနဲ့ပတ်သက်လို့သခိုင်းမန္တလေးနဲ့ရှမ်းပြည်နယ်တွေမှာကုညီကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့အစည်း၁၀ကျော်ကို RFA ကဆက်သွယ်မေးမြန်းခဲ့ပါတယ်။သူတို့အားလုံးကလုပ်ငန်းယာယီရပ်ဆိုင်တာဒါမှမဟုတ်လုံးဝရပ်ဆိုင်တာမျိုးအထိလုပ်ဖို့စီစဉ်နေတယ်လို့ပြောပြပါတယ်။ အရက်ဖက်အဖွဲ့အစည်းတွေဟာစစ်ကောင်စီနဲ့ပူးပေါင်းရင်သူတို့ကိုထောက်ပံ့ကူညီနေတဲ့ဒေသတွင်းနဲ့နိုင်ငံတကာအလူရှင်တွေရဲ့ယုံကြည်မှုကြဆင်းမှာနဲ့အမှန်တကယ်အကူအညီလိုအပ်နေသူတွေရှိမရောက်မှာကိုစိုးရိမ်နေကြတာပါ။ငလင်းဘေးတင်ပြည်သူတွေဟာသူတို့နေစဉ်ရက်တည်ရဲအတွက်အရက်ဖက်အဖွဲ့တွေရဲ့ကူညီထောက်ပံ့မှုတွေပေါ်အဓိကမိခိုနေရတာလည်းဖြစ်ပါတယ်။ပရိဒအဖွဲ့တွေလူဒန်းမှုနှဲသွားရင်ဒုက္ခရောက်နိုင်တယ်လို့လုံခြုံရေးအရာအမည်မဖော်လိုတဲ့မန္တလေးမြို့ကငလင်းဘေးတင်ပြည်သူတယောက်က RFI ကိုပြောပြပါဗျာ။ အိမ်ကပြိုကျသွားပြီတရေမှာသွားနေလို့ရှိရင်လည်းအဲ့ဒီမှာလည်းဘရဟတိကပြည့်စည်လာပြေးလို့ရှိရင်လည်းကျွန်တော်ပုံမှန်မရဘူးအဲ့ဒီမှာတာဝန်ခံတွေကပြည့်စည်ခိုးခိုးယူရတယ်ဟိုဒုက္ခရောက်နေတဲ့လူတွေပုံမှန်မရဘူးဆိုရပါကဘာမှတစ်ခုမှတောက်ဆန်ကြလည်းမရှိဘူးဆိုတော့နောက်ဘရဟတိကလည်းဖြတ်ပြီးတော့သူတို့ဘယ်လိုလာမှမသိဘူးသူတို့အားလေအနောက်ရဆုံးအောင်မှဆိုကျွန်တော်တပ်ပို့ပြီးတော့ဒုက္ခရောက်မှာပါဒါတွေကစစ်ကောင်စီကတော့ဘာကြောင့်ဒီလိုကန့်သက်ထိန်ချုပ်မှုတွေလုပ်ရတယ်လဲဆိုတာ ထုတ်မပြောသေးပါဘူး ဒါပေမဲ့ရခိုင်ပြည်နယ်မှာ2023ခုနှစ်မိုခါမုန်တိုင်းကာလတုန်းကလည်းကုညီကယ်ဆယ်ရေးပစ္စည်းတွေအရခတ်တက်တော် AAC ရောက်ရှိနိုင်တယ်ဆိုတဲ့စိုးရင်ချက်နဲ့စစ်ကောင်စီကကန့်သက်ထိန်းချုပ်တာတွေလုပ်ခဲ့တယ်လို့ရပ်ဖက်အဖွဲ့အစည်းတွေကပြောပြပါတယ်။အခုငလင်ဘေးမှာလည်းပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့တိုင်းသာလက်နက်ကင်တွေရှိထောက်ပံ့ရေးပစ္စည်းတွေရောက်ရှိနိုင်တယ်ဆိုတဲ့စိုးရင်ချက်ကြောင့်ကန့်သက်ထိန်းချုပ်တာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းနှုကို RFA ကဒီကနေ့ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့လက်ခံဖြေဆိုတာမရှိသေးပါဘူး။ နိုင်ငံရေးလေလာတုံးသက်သူဒေါက်တာလကျော်စောကတော့စစ်ကောင်စီဟာပြည်သူ့ဘက်ကမစင်စားဘဲအနာတမြေရှူတော့ကနေစဉ်းစားနေတာလို့ဝေဖန်ပါတယ်။ဘဘာဝဘေးရနေရည်ဖြစ်လာပြီးဆိုရင်အဲတုံ့ပြန်တဲ့အစိုးရရဲ့တုံ့ပြန်မှုကိုကြည့်ပြီးတော့နော်အဲပြောနိုင်တာဒီအစိုးရပြည်သူလူထုအကျိုးဘလောက်ကိုစားပြုလဲဆိုတာပြောနိုင်တယ်။သူတို့ကတော့သူတို့အနာမြဲဖို့ပဲလေပြည်သူတွေသေသေးကြေကြေဘာဖြစ်ဖြစ်ပေါ့အဲဘယ်သူဘာဖြစ်ဖြစ်အဲ့ဒါသူတို့ရဲ့စိတ်ဓာတ်ကိုပြတာဗျ။ ကုလသမဂ္ဂပါဝင်နိုင်ငံတကာအဖွဲ့အစည်းတွေကတော့ငလင်ဘေးတင်ဒေသတွေကိုလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေလွတ်လွတ်လပ်လပ်တောင်းခွင့်ပြုဖို့နဲ့လုံခြုံရေးအာမခံချက်ပေးဖို့စစ်ကောင်စီကိုတိုက်တွန်းနေပါတယ်။ကုလသမဂ္ဂအစင်းတွေကငလင်ဘေးတင်ဒေသတွေမှာနေထိုင်သူ18တန်းကျော်ရှိပြီးအဲ့ဒီတက်ကလူဦးရေ9တန်းကျော်ဟာငလင်ဒဏ်ကိုအပြင်းထန်ခံစားနေရတယ်လို့အရေးပေါ်အကူအညီတွေလည်းလိုအပ်နေပါတယ်ခင်ဗျာ။